ကန်းချီနီဆိုတဲ့နာမည်နဲ့လိုက်ဖက်အောင်နီရဲနေတဲ့ပန်ချင်းကန်းချီကြီးမင်္ဂလာပါယူသတ်အနေဒိမန်ပရိသတ်ကြီးဒီရောက်နိုင်ငံလျောင်းနေပြည်နယ်ပန်ချင်းမြို့အနီးမှာပန်ချင်းရွှွန်းနုံကန်းချီဆိုပြီးတော့ကဘာပေါ်မှာထူးခြားဆုံးတဲ့အလှအပဆုံးတဘာဝပတ်ဝန်းကျင်နေရာတွေကတခုရှိနေပါသည်ဒီနေရာကအသေးတောင်မြေဒါမှမဟုတ်ကြောက်တောင်နေနေဖွဲ့စည်းထားတဲ့တာမန်ကန်းချီမျိုးမဟုတ်ပါဘူး သူကတဘာဝရဲ့လက်ရာမြောက်ပကြီကားတစ်ချက်လို့တင်စားလို့ရတယ်တကယ်လှပတဲ့နေရာဖြစ်ပါတယ်ဒီကန်းကြီးဟာဘာကြောင့်အနီအောင်ဖြစ်နေရတာလဲဆိုတဲ့အဖြေကတော့ဆွေရာဆယ်စာလို့ခေါ်တဲ့အယ်ကာလိုင်းစားရက်ကိုကြိုက်နေတတ်တဲ့ရေမောပင်တစ်မျိုးကြောင့်ဖြစ်ပါတယ်နှွေဦးပေါက်ချိန်နဲ့နှွေရာသီအစောပိုင်းမှာဒီရေမောပင်တွေဟာစိမ့်ဆူနေတတ်ပါတယ်ဒါပေမဲ့ဆောင်းရာသီကိုရောက်လာတဲ့အခါမှာတော့သူတို့ရဲ့အယောင်ဟာတဖြည်းဖြည်းနီးရဲလာပြီးတကွင်းလုံးကိုတောက်ပါတဲ့အနီအောင်ဗကရီကဘာအဖြစ်ပြောင်းနေပြလိုက်ပါတယ် အထူးသဖြင့်စက်တင်ဘာလကနေပြီးတော့အောက်တိုဘာလအထိဟာအနီရောင်တွေအလှဆုံးနဲ့အတောက်ပါဆုံးအချိန်ဖြစ်ပါသည်။ပန်းချင်းရွှေနီကန်းကြီးဟာတဘာဝလာတရားတွေအပြင်ဇီဝမျိုးကွဲတွေပေါ်များတဲ့ဂေဟာစနစ်တစ်ခုလည်းဖြစ်ပါသည်။ဒီဒေသဟာကမ္ဘာအကြီးဆုံးရွှွန့်နှွန်စိတ်မြေတစ်ခုဖြစ်ပြီးရေပြောငန်မျိုးစိတ်ပေါင်း260ကျော်နဲ့လိမ့်ဆန်မျိုးစိတ်ပေါင်း400ကျော်ရဲ့နေထိုင်ရာဌာနဖြစ်ပါသည်။အထူးသဖြင့်ရှားပါပြီးတော့ကမ္ဘာပေါ်မှာမျိုးသုံးလို့နေပါဖြစ်နေတယ်။ Red Crown Crane လို့ခေါ်တဲ့ဥပောင်းတွေဂျိုးကြငန်းနဲ့ ဆောင်းနာဂူးလို့ခေါ်တဲ့ရေကြက်တို့ရဲ့အရေးပါတဲ့နားခွေရာဒေသတစ်ခုလည်းဖြစ်ပါလိမ့်။ဒီယာမခန်းနီယာကိုကဘာလေးအခီးသွားတွေလာရောက်နေပတ်နိုင်မှုအတွက်တရုတ်အစိုးရကထိန်းသိမ်းဆောင်ရှောက်မှုတွေလည်းအများကြီးပြုလုပ်ပေးထားတာပါ။ရှွန်းလွန်ကွေးမြင့်ကြီးမပြည့်စည်အောင်ကာကွယ်ဖို့အတွက်တစ်သားတရားရှိကြီးတွေကိုစောင့်လုပ်ပေးထားပါလိမ့်။ခီးသွားရည်နေနဲ့တရားရီဘော်ကနေပြီးတော့ရှောက်ရင်မိုင်မောင်းများစွာကျဲလျားရည်ညီရဲနေတဲ့ဒီနေရာကြီးရဲ့အလှကိုလုံလုံကျုံကျုံခန်းစားကြည့်ရှုနိုင်ပါလိမ့် ဒီဒေတာတစ်ခုလုံးကိုလေးလာဖို့နဲ့ဓာတ်ပုံရိုက်ဖို့အတွက်အကောင်းဆုံးနေရာကလေးပဲဒီနေရာလိုပဲပြောရမှာပါဒီပန်ချင်းကန်းကြီးကြီးကိုနှစ်စင်နေတိုင်းလိုလိုကဘာလဲခီးသွားထောင်ပေါင်းများစွာတောင်ပေါင်းများစွာလာရောက်လေပတ်နေပြီတခါလာခဲ့ဘူးကြတဲ့သူတွေကလေးပဲနောက်တစ်ခါပြန်လာကြတာမျိုးပါပြီဒီကောင်းချောင်းနေနဲ့ပြောရမယ်ဆိုရင်အဲ့ဒီပန်ချင်းရွှေနီကန်းကြီးဟာမိခင်တဘာဝတရားကြီးကရေးဆွဲပုံဖော်ပေးထားတဲ့အလှပဆုံးပကြီကားတစ်ချက်ဖြစ်ပြီးထူးခြားစမ်းကြဲမှုတစ်ခုလည်းဖြစ်တယ်လို့ရိုးရကန်းကြီးပုံစံကိုပြောင်းလဲပြစ်လိုက်တဲ့အလှတရားဖြစ်ပါသည် ဒနိဒာရဲ့ရာသီဥတုပြောင်းလဲမှုနဲ့အမျှအဲ့ဒီပကြီကားတစ်ချက်လိုအယောင်ပြောင်းသွားတဲ့နေရာဟာတဘာဝကိုချစ်တဲ့သူတွေဓာတ်ပုံဝါသနာရှင်တွေနဲ့ကမ္ဘာထူးခြားချက်တွေကိုလေ့လာလိုတဲ့သူတွေအတွက်မဖြစ်မနေလာရောက်လေပတ်သိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်လို့လည်းပြောကြလိုပါသည်။နောက်ပြီးတော့ဒီရွှေနီကန်းကြီးဟာဆိုရင်လူတွေကိုဘာမှအန္တရာယ်ကြီးကြီးမားမားဖြစ်စေတာမျိုးမရှိဘဲနဲ့အနီးကပ်သွားရောက်လေ့လာတာမျိုးလည်းလုပ်လို့ရပါသည်။ဒါပေမဲ့တရုတ်အစိုးရကတော့ဒါကိုခွင့်မပြုပေးတော့ဘဲနဲ့ ခီးသွားရေးတွေဒါးလာတဲ့အခါမှာဂန်ဂျီတွေပြက်စီးတာမျိုးဖြစ်မှာဆိုတဲ့အတွက်မိမိရှာမလောင်ခင်ဒါနဲ့ဘာမှမဖြစ်ခင်မှာကြိုတင်ပြီးတော့ကာကွယ်ထားပါရီလာရောက်လည်ပဲတဲ့သူတွေအနေနဲ့တတ်မှတ်ထားတဲ့ဒရားတွေပေါ်ကနေရှောက်ကြည့်ရင်းနဲ့ပဲမှတ်တမ်းတင်ကြရပါရီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြီနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးအောင်ပါအစုံကြီးကြီးရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ thank you